နေပေါတော့အနီကပ်ပြခံရတော့မယ်လို့တွက်ချက်ထားခဲ့တာပါဆိုရယ်အဒီဟောင်းအိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်သုံးလုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံရုံကြီးစိတ်ချဆုံးရွှေထုံးစီနီယာအေဂျင့်ရဲ့ Fiber Telegram နံပါတ်399 88 911ကို ကုပဲဆက်သွယ်လိုက်ပါပြီးခဲ့ညကစားခဲ့တဲ့ဂန္ဓာရီနဲ့ငှက်ကြားရီရဲ့စိန်ချင်းပတ်ကွင်းကြီးတက်ကပွဲတင်မှာတော့ဂန္ဓာရီဟာငှက်ကြားရီနောက်ကျအနိုင်ကိုတဲ့အတူပဲနှစ်ကိုတကိုဆွဲရလနဲ့ကမ်းပတ်နိုင်ပွဲတစ်ပွဲပိုင်ဆိုင်သွားခဲ့ကြပါလိမ့် ကနော်ရီယာစိန်ကျိန်းပါကမှာဥဆောင်ဂိုးစားတယ်မျိုးခွင့်ပြုပေးကြရတယ်ဆိုပေမဲ့နောက်ကလာပြီးတော့ခြေပါကိုးနဲ့အနိုင်ကိုးတွေတွင်းပြီးတော့အရေးပါတဲ့အနိုင်သုံးပါကိုရှာဖွေနိုင်ခဲ့ကြတာပါကနော်ရီအတွက်သူရဲကောင်းဖြစ်ခဲ့သူကအသင်းရဲ့ဘိုးနောက်ခံလို့ဖြစ်တဲ့ဂါဘရီယယ်မကဟိတ်စ်ပဲဖြစ်ပါတယ်ဘရာဇီးလားနောက်ခံကစားမပွဲကစားချိန်တွေအတွင်းမှာလည်းပြိုင်ပတ်အသင်းကစားမတွေစိတ်ဆွပြီးတော့ကစားခဲ့လို့ပွဲပီကန်ဒီချိန်မှာလည်းအရေးပါတဲ့အနိုင်ကိုးကိုတွင်းပေးသွားခဲ့တာပါကနော်ရီယာပွဲစား14မိနစ်မှာပန်နရီပြစ်ဒဏ်ဘောရနိုင်တဲ့အခြေအနေကိုရောက်ရှိခဲ့ကြသေးပေမဲ့ဒိုင်ဖီသူတွေကတော့ငင်းပယ်သွားခဲ့ကြပါတယ် ကွင်းလင်းတိုင်းနဲ့ VR တိုင်းတွေဆုံးဖြတ်ချက်တွေအငင်းပွားစရာဖြစ်ခဲ့ရပြီးကန်နာဖန်တွေတွတ်တော့ဆုံးရှုံးမှုတစ်ခုနဲ့စတင်ပြီးတော့ကြုံကြိုက်သွားခဲ့ရတာဖြစ်ပါတယ်။ဆိုပါပြစ်စစ်မှာဆိုရင်ကန်နာတိုင်းစမှုယော့ဂရက်စာဘောလုံးနဲ့တူဆွဲပေးလာတဲ့အချိန်မှာငတ်ကြားရရဲ့ဂိုးသမားပြတဲ့နေပုတ်ကရှေးထွက်ကာကွယ်မှုပြုလုပ်ရမှာသူ့ရဲ့ညာဘက်ဒူးကယော့ဂရက်စ်ကိုတားဆီးလိုက်လို့ဖြစ်သွားခဲ့ပြီးဒါမှမဟုတ်သူကတော့ VR ပြန်လည်ကြည့်ရှုစစ်ဆေးလိုက်တဲ့အခါဘာဖောင်းမှမရှိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဆုံးဖြတ်ချက်ချမှတ်သွားခဲ့တာဖြစ်ပါတယ်။ဆိုပါဖြစ်စရာမန်ယူနဲ့ချယ်ဆီပွဲစဉ်ကချယ်ဆီဂိုးသမားရောဘတ်ဆန်ချက်ရဲ့ အမ်ပမိုပြတ်ထုတ်ခဲ့တဲ့ပုံစံနဲ့ကတ်ဆင်ဆင်သွားပြီးတော့တူညီနေခဲ့တာကိုလည်းမြင်တွေ့ထားပါတယ်။ဒါပေမဲ့ရောဘတ်ဆန်ချောက်တော့ဒိုင်းဖြစ်သူက VR ပြန်လည်ကြည့်ရှုပြီးတော့ဒိုင်းအနီကန်နဲ့ထုတ်ပယ်သွားလိုက်ခဲ့တာပါ။ရောဘတ်ဆန်ချောက်ကတော့အနီကန်နဲ့ထုတ်ပယ်ပြီးတော့နစ်ပုတ်ကတော့ဘာယူမှာမလုပ်ပဲကန်နာရီတို့အကွင်းတစ်ခုဆုံးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။နစ်ပုတ်ရဲ့ယော့ဂရက်စပေါ်ကျူးလွန်ခဲ့တဲ့ဖြစ်ရနဲ့ပတ်သက်ပြီးတော့ငှက်ကြားရရဲ့နီးပြကြီးအဒီဟောင်းကခုလိုမျိုးပဲမှတ်ချက်ပြုသွားခဲ့တာပါ။မှန်တမ်းပြောရင်ဒိုင်းလူကြီးပထမဆုံးမော်နီတာစီသွားတဲ့အချိန်မှာတော့နစ်ပုတ်တော့အနီကန်နဲ့ထုတ်ခံရတော့မယ်လို့ကျွန်တော်တွေးမိခဲ့တာပါဆိုပြီးတော့မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့အရီဟောင်းကဂန်နာရဲ့နိုင်ပွဲအတွက်အရေးပါတဲ့ကိုဖန်နီမှုကိုပြုလုပ်ပေးသွားခဲ့တဲ့ဂန်နာအသင်းကောင်းဆောင်မာတင်အိုဒီကတ်နဲ့ပတ်သက်ပြီးတော့လည်းခုလိုမှတ်ချက်ပြုသွားခဲ့ပါသေးတယ်။မာတင်အိုဒီကတ်ဝင်လာတာအာဆင်အတွက်ပွဲကိုအပြောင်းအလဲဖြစ်သွားစေခဲ့ပါတယ်။သူကသူတို့ကိုထိန်းချုပ်မှုပိုရစေပြီးတော့စစ်မှန်တဲ့အရေးသွင်းနဲ့ကျွန်တော်တို့ရဲ့စူးစီးမှုကိုစပြီးတော့ချိုးဖြတ်သွားခဲ့တာပါဆိုပြီးအရီဟောင်းကမှတ်ချက်ပြုသွားခဲ့တာပါ။ဂန်နာအတွက်ငှက်ကြားရီနဲ့ပွဲစီရမှာဖြစ်မနေအားရလာတခုပေါ်ဆောင်သွားဖို့လိုအပ်နေတဲ့ပွဲစဉ်တစ်ပွဲလို့ဆိုရမှာဖြစ်ပါတယ်။အဲဒီပွဲစဉ်ရဲ့အဖွင့်ကိုစတင်ရရှိသွားခဲ့သူကတော့အင်ရှင်ငှက်ကြားအသင်းဖြစ်ပြီး ဝဲစားရင်34မိနစ်မှာဒိုနလီယားဖြတ်တင်ဘောကနေဒါစီမူသိဗော်ဒါမာရာကခေါင်းတိုက်ပြီးတော့သွင်းသွားခဲ့တာဖြစ်ပါတယ်။အာဆယ်တင်ကပထမပိုင်းကစားချိန်အတွင်းမှာ5ပေါက်ကန်ချက်6ချိန်5ပေါက်တဲမှု4ချိန်ညူကာဆယ်ပန်နရီအေရီယာအတွင်းဘောလုံးထိချက်22ချိန်ဘောလုံးပိုင်ဆိုင်မှုရာဂိုင်းတော့54တက်သမ4ထိရှိခဲ့ပေမဲ့ခြေပါကိုတော့မသွင်းနိုင်ခဲ့ကြပါဘူး။အာဆယ်တင်က2023ဧပြီလနောက်ပိုင်းပထမဆုံးဖြစ်ပရီးမီးယားလိနှစ်ပွဲဆက်တိုက်ပထမပိုင်းပြီးမှပြိုင်ဘက်ကိုတကူးကုန်းရှိဆွဲရလနဲ့အနောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာမာတီနယ်လီအိုဒီဂတ်မီခေးမရီနိုတို့ဝင်လာပြီးတဲ့နောက်အာစနယ်တိုက်စစ်ကစားကပူကောင်းလာခဲ့ပြီးတော့84မိနစ်မှာဒက်ကလန်ရိုက်ဆဲဖြတ်တင်ပွားတွင်မီခေးမရီနိုကခေါင်းတိုက်ပြီးတော့ခြေပါကိုသွင်းသွားခဲ့ပါတယ်။အဲနောက်နာချင်းအချိန်မှ96မိနစ်မှာတော့အာစနယ်ထုံးစံနိုင်မဲ့တောင်းကန်ဘောကနေဂါဘရီယာခေါင်းတိုက်ပြီးတော့အနိုင်ကိုသွင်းခဲ့ပြီးနောက်23 24ရာသီကစားလို့တောင်းကန်ဘောကနေအာစနယ်ရရှိခဲ့တဲ့ဂိုးရီအတွက်က36ဂိုးရီရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။